ပြိသမားလုံးဝမင်္ဂလာခင်ဗျာအခုဆိုရင်ပြိသက်တွေကြားမှာပွဲစုနေတဲ့မြန်မာဖိုက်တာဂျိုးဖြူရဲ့ကိစ္စကို ANS ရဲ့ CEO ကိုယ်တိုင်ကမွန်ရှာတောင်းပန်စကားပြောပြီးတော့ထုတ်ဖော်ရှင်းလင်းလာခဲ့ဖြစ်ပါတယ်ကမ္ဘောဒီးယားနိုင်ငံမှာထိုးသွားခဲ့တဲ့ပွဲစဉ်ခွန်ကမာဖိုက်တာနဲ့မြန်မာဖိုက်တာဂျိုးဖြူတို့ထိုးကြတယ်အဲ့ပွဲမှာခွန်ကမာဖိုက်တာကလက်မင်းချုပ်ကွက်နဲ့အနိုင်ယူသွားခဲ့တယ်ပေါ့လေဒါဟာကျွန်တော်တို့သိထားတာကတော့ MMA မှာပဲလုပ်လို့ရတယ်လို့ထင်ထားတာဒါပေမဲ့ ခေါကမာပြိုင်ပွဲမှာကစီမင်းတခုရှိတယ်အဲ့ဒါကတော့9 minutes 1 round တရှိတဲ့6မိနစ်ကိုမရက်မနာပဲနဲ့ဇက်တိုက်ထိုးရတဲ့ပြိုင်ပွဲဒီမှာဆိုရင်အဲ့လိုရှုပ်ွက်ကိုသုံးပြီးတော့အနိုင်လို့ရတဲ့ပြူဟာရှိတယ်ဆိုတာကိုပွဲပြီးတဲ့အချိန်တွေကိုရောက်မှကျွန်တော်သိရှိလာရတယ်ပေါ့လေဒီတော့အနိုင်သွားတဲ့ fighter ဘက်ကတော့မမားခဲ့ဘူးဒါပေမဲ့ပွဲကိုကြီးကြပ်တဲ့ဒိုင်လူဘက်ကတော့လိုအပ်ချက်တွေရှိခဲ့တယ်ဆိုပြီးတော့ဒါခမမင်းမှာပွဲထိုးနေတဲ့မြန်မာ fighter စုံမှုစွာထောက်ပြသွားခဲ့တာရှိတယ်ခင်ဗျအခုလက်ရှိမှာတော့ဒါ ANS အဖွဲ့အစည်းကိုရိုးရလဝိအတိုင်းဝိုင်းကရောရိုးရလဝိပညာရှင်တွေကရောနောက်ပြီးတော့မြန်မာနိုင်ငံက fight ပြည်သက်တွေပါဝေဖန်ခဲ့ကြတယ်ပြောမယ်ဆိုရင်တော့ဂျိုးဖြူကိုခေါကမာဖိုင်တာကလုတ်တဲ့လုတ်ရက်ကိုဆိုရင်ဒါထိုင်းနိုင်ငံမှာရှိတဲ့ one championship fighter တွေကတော့ဝေဖန်ထောက်ပြခဲ့ကြတာရှိတယ်အသက်အနည်းနဲ့အရင်နှိစက်တယ်ဒီလိုမျိုးရှုပ်ွက်မျိုးကို လက်ဝေလိုပွဲမျိုးမှာထည့်ပြီးမတုံးခိုင်းသင့်ဘူးဆိုတာမျိုးတွေထောက်ပြခဲ့ကြတယ်ပေါ့လေအဲ့တော့အခုတော့ရုပ်ဖြူကိုပွဲထုတ်ဖို့စေလွတ်ခဲ့တဲ့ AIS အဖွဲ့အစည်းရဲ့ CEO ကိုအန်တုံကထုတ်ဖို့ရှင်းလာပါပြီသူမှားတယ်လို့ပထမဆုံးဝန်ခံပြီးတော့ကိုအန်တုံကအရင်ဆုံးပြောသွားခဲ့ပါတယ်ရုပ်ဖြူကိစ္စကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့သူတို့ဘက်ကနေဖြေရှင်းသွားမယ်နိနာသူတွေအားလုံးကိုတောင်းပန်ပါတယ်လို့ပြောကြားသွားခဲ့တယ်ခင်ဗျနောက်ပြီးတော့ရိုးရွာဖွဲ့ချုပ်ကနေအပြစ်ပေးတာကိုလည်းသူ့ဘက်က ဂျင်းနက်စာခံယူသွားမယ်ဆိုပြီးတော့ကွမ်းတုံးကထည့်ပြောသွားခဲ့တယ်။ဂျိုးပြူကနင်းနာသွားတာဖြစ်လို့သူ့အတွက်နင်းနာကြီးတွေကိုညှိနှိုင်းတိုင်ပင်နေပါတယ်။ပြီးတော့ပွဲအတွင်းဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ဆက်ဆက်လာမယ့်ကျန်းမာရေးပြဿနာတွေအားလုံးကိုကျွန်တော်အနေနဲ့အပြည့်အဝတာဝန်ယူပေးမယ်။ MS5 မှာဒီလိုရှုပ်လို့ရတယ်ဆိုတာတွေပါတယ်ဆိုပြီးမမချားပေးလိုက်နိုင်တာကကျွန်တော်တို့ ANS ရဲ့အားနည်းချက်ဖြစ်သွားခဲ့တယ်။ဒီပွဲမှာဒိုင်လူကြီးနဲ့ ANS ရဲ့အားနည်းချက်ဖြစ်သွားခဲ့တဲ့ကိစ္စအပေါ်ကာကန်ရှင်ဂျိုးပြူရောကလပ်ပိုင်ရှင်ကိုဆိုးလုံးမျိုးရော တောင်းပန်ပါတယ်ဆိုပြီးတော့ကွမ်အတုံကပြောသွားခဲ့တယ်ခင်ဗျာဒီလွဲမကြောင့်မြန်မာပြည်ကလက်ဝဲအဖွဲ့ချုပ်ကနေချမှတ်သွားမဲ့ပြစ်ဒဏ်ကိုလည်း ANS အနေနဲ့ရောသူ့အနေနဲ့ရောအပြစ်ဝခံသွားမဲ့ဆိုပြီးကွမ်အတုံကထည့်ပြီးပြောကြားသွားခဲ့တယ်ဒီအင်တာဗျူးကိုဒါအခုဆိုရင်ဆယ်လီကဘာ website မှာလည်းတင်ပြထားတယ်ဆယ်လီကဘာမီဒီယာကလည်းအဲသူတို့ရဲ့ page မှာအင်တာဗျူးကိုလွှင့်တင်ဖော်ပြထားတာရှိပါတယ်ခင်ဗျာ အပြည့်စုံကိုတော့အဲ့မှာကြည့်လို့ရပါတယ်လက်ရှိမှာဆိုရင်ကျွန်တော်တို့သိရှိရသလောက်ဂျိုးဖြူအတွက် လိုအပ်သမျှအရာရာနောက်ဆက်တွဲဖြစ်လာတဲ့ကျန်းမာရေးပြဿနာအပါအဝင်နိနာဂျီယာစား ANS ကတာဝန်ယူဖြည့်ရှင်းပေးသွားမယ်လို့ပြောကြားလိုက်ဖြစ်တဲ့ကြောင်းပြည်သက်တွေသိရှိရအောင်အသိပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာတ िश ူအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ